မင်္ဂလာပါရှင်ကျမကကေခိုင်ပါဒီပူပီရုံးမြင့်တန်ကြားရဲ့မနက်ရှင်းနိုင်သတင်းတွေကို တင်ဆက်ပေးပါမယ်မြမသတင်းတွေကမ္ဘာသတင်းတွေနဲ့အတူအကစားသတင်းတွေကိုလည်းရှုစားကြားမှာပါရှင်ရှယ်ပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်အင်းလေးဒေသမှာစစ်မှုထမ်းခြင်းမပေးနိုင်တဲ့သူတွေကိုစစ်တပ်ခန့်ကြေးရအုပ်ချုပ်ရင်းမှုတွေကချင်းချောက်တောင်းခန့်နေလို့ဒေသခံတွေကပြောပါတယ် စစ်မှုထမ်းကြီးစောက်တဲ့အချိန်ကလေးကရေဘေးနဲ့ငလျင်ဘေးကာလာကလွယ်ပြီးလားစိန်ငွေထိခဲ့ရပြီးအလို့အကန်ရှားပါလာတာကြောင့်ငွေမထည့်နိုင်ချိန်မှာစစ်မှုထမ်းထဲလိုက်ရမယ်ဆိုပြီးချင်းချောက်ငွေတောင်းနေတာပါလို့ဆိုပါတယ်အင်ထောက်စုတစုကိုစစ်မှုထမ်းကျေအနည်းဆုံး2000ပေးဆောင်ရပါမယ်စစ်မှုထမ်းစင်းပါတဲ့လူငယ်အရေအတွက်ကတော့ရော့မတော်ပဲကောက်ထားတဲ့စင်းတွေကိုလည်းပြန်ပြတာမျိုးမရှိဘူးလို့ဒေတာခန့်အမျိုးသားတယောက်ကပြောပါတယ် ကျေရအလိုက်ရောင်မာရှိတဲ့အင်ချေပေါ်မူတည်ပြီးထင်းဝင်ရတဲ့ငွေပမာဏဟာ2000ကျပ်ကနေ9000ကျော့အထိလစဉ်ထင်းနေရတာဖြစ်ပြီးငွေမထင်းတိုင်သူတွေကိုစစ်မှုထဲအတွက်မေးနိုင်ခိုင်းပြီးပေါ်တာဆွဲရတယ်ရှိနေလို့သိရပါတယ်။အဲ့ဒီလိုပေါ်တာဆွဲခံရတဲ့အခြေအတွက်အတိအကျကိုတော့ဆက်လက်စုံစမ်းနေစေဖြစ်ပါရဲ့ရှင်။ ထိုင်းနိုင်ငံရနောင်းထောင်မှာအကြောင်းအမျိုးမျိုးကြောင့်ပြစ်ဒဏ်ကျခံရပြီးတဲ့နောက်လူရဲဆစ်လို့ပြန်ပို့ခံရတဲ့မြန်မာပြည်သား104ယောက်ထက်က60ကျော်ကိုစစ်တပ်ကစစ်မှုထမ်းဖို့ခေါ်ထားတယ်လို့အလို့သမားအရေးကူညီနေသူတွေကပြောပါတယ်ရနောက်ခရံအာရပိုင်းတွေကအမျိုးသမီး23ယောက်အမျိုးသား81ယောက်စုစုပေါင်း104ယောက်ကိုမြန်မာဗကြံကော့တောင်မြို့ထေကိုဒီဇင်ဘာလ3ရက်နေ့ကပြန်လည်လွှဲပြောင်းပို့ဆောင်ပေးခဲ့တာပါ။ ပြန်ပို့ခံရသူတွေတဲကတနင်္သက်ရီမက်ပုံတင်ကင်ဆောင်ထားသူတွေကိုပြန်လို့ပေးပြီးကျန်တဲ့သူတွေကိုစစ်မှုထမ်းအတွက်ခလာရ431တရင်ကိုပို့ဆောင်ထားရလို့အလုံသမားအရေးကူညီနေသူတယောက်ကဒီပူပီကို ပြောပါရယ်သူတို့ကိုဆေးစစ်ပြီးဘိတ်ကအစ်တင်တန်းကြောင့်ကိုပို့ဖို့အစီအစဉ်နေတယ်လို့သိရပါရယ်ထိုင်းနိုင်ငံရနောင်းခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနထိန်းသိမ်းရေးစခန်းမှာပြည်ထောင်ကြခံပြည်နယ်လို့ရဲ့စစ်တဲ့မြန်မာနိုင်ငံသားတွေကို လာစဉ်အတုတ်လိုက်ခွဲပြီး ကော့တောင်မြို့ကိုနေရပြန်ပို့နေတာဖြစ်ကဒီနှစ်ထဲမှာတော့15ကြိမ်လောက်အတွင်းလူဦးရေ2000ဝန်းကျင်ကိုပြန်ပို့ထားရလို့ကုညီပေးနေသူတွေကဆိုပါတယ်မိုးကုတ်မိုးမိတ်နှမြို့လုံးကိုစစ်တပ်ကထိန်းချုပ်နိုင်ပြီးတဲ့နောက်လက်နက်ကြီးစက်တပ်ပြစ်ခတ်နေတယ်လို့မြို့ပြင်ကကြည်ော်တွေမှာစစ်ရဲတင်းမာနေပါတယ် ဒါအပြင်မိုးကုတ်မြို့ထဲစားသောက်ကုန်တချို့ရှားပါပြက်လက်နေတဲ့အခြေအနေတွေကိုစိုးသူအောင်တင်ပြပို့ထားပါရရှင်။မိုးကုတ်နဲ့မိုးမိတ်မြို့တွေကိုတာအန်တာ DNL ကစစ်ကော်မရှင်တပ်စီကို ပြန်အပ်ပြီးနိုဝင်ဘာ28ရက်ကစလို့တော်လိုင်းတပ်တချို့နဲ့စစ်ရေးသင်းမာနေတာဖြစ်ပါတယ်။ဒီဇင်မာလေးရဲ့မနက်အစောပိုင်းမှာတော့မိုးကုတ်မြို့အနောက်ကျမ်းမြို့ပြင်တနေရာကိုလေရင်ဘုံကျဲခဲ့တယ်လို့ မျိုးစုံနေရာတချို့မှာလည်းပျောက်ကြားသဘောတိုက်ပွဲငယ်တွေဖြစ်ပွားခဲ့တယ်လို့ပြစ်ခတ်တံကိုကြားခဲ့ရတဲ့မျိုးကံကပြောပြပါရယ်ဒါအတူပါပဲမကုတ်မြို့အရှိချားမှာလည်းလက်နက်ကြီးပြစ်ခတ်တံတချို့ပြန်ထွက်လာပြီးတော့စစ်တပ်ကဒီဇင်ဘာ3ရက်ညပိုင်းနဲ့ဒီဇင်ဘာ4ရက်မနက်ပိုင်းတွေမှာ၃ချက်တွဲတခါမျိုးပင်ကရွာရိတ်ဘက်ကိုပြစ်ခတ်လေရှိတဲ့အကြောင်းဆိုပါရယ်အင်းကပုံစံလိုပြစ်တာလေစစ်တပ်ကဝင်လို့ပြောတာပဲပြန်ချဖြစ်လို့ပုံစံပုံမြင့်ရောင်ရောင်ပြည့်ပြင်ပတ်လို့ပေါ့ဒီကြောင်ကောင်းဝင်းကျင်ပေါ့အဲ တတိရှိနိုင်လို့ကျွန်တော်ဝေခဲ့တာဖြစ်တာဒီနောက်ပိုင်းကျတော့အထက်ဘက်ကမြင့်ရဲ့အထက်ဘက်ဒီတောင်းပြီးတော့ဟွာလို့ဒီပြေးမှာပေါ့လေဒီဒီဟွာစစ်တပ်လောက်ကြတော့ဒီအောင်ကြီးကိုကြီးတောင်းပါလို့ရှိရတာဒီလူတဲ့ရောအဲတော့စီဒီလေးဖြစ်သွားတာတော့ဒီရှိပိုင်းပေါ်လုံးပေးမှာနော်ကျဲနီယာရဲ့ဆယ်လောဆယ်ထားမဲ့ပုံရအခုတက်လေရကြတာပဲ။အဲရောကတရအဲဟိုကသမေးဖွဲ့ရနောက်ဆုံးရတော့ y luego tiene el lienzo que no es yo de ti va la negro va a subir yo con los chavales ya me me sigue a mí လက်ရှိမိုးကုတ်မြို့ထဲမှာစစ်ကောမရှင်တပ်သားတထောင်ကျော်အထိရှိနေပြီးနေရအနှံ့မှာလက်နက်ကြီးတွေတပ်ဆင်ထားကြောင်းသိရပေမဲ့ဘဲရွာတွေကိုလှမ်းပစ်ပြီးဘဲရွာတွေမှာတိုက်ပွဲအသေးတွေဖြစ်နေတယ်ဆိုတာကိုတော့အသေးအချာမသိရဘူးလို့မြို့ကန်တွေကပြောပါတယ် လမ်းပိတ်ထားတာမျိုးမဟုတ်ပင်မဲ့စစ်ရေးတင်းမာမှုတွေကြောင့်လုံခြုံရေးစိုးရိမ်နေရပြီးတော့နိုဝင်ဘာ28ရက်တည်းကနေအခုချိန်ထိကုန်ကားအဝင်အထွက်တွေမရှိတော့ဘဲစားသောက်ကုန်တချို့ပါစတင်ပြတ်လပ်လာပြီလို့နောက်ထပ်မျိုးကန်ကလည်းဒီဇင်ဘာ3ရက်ညပိုင်းမှာ DVP ကိုပြောပါရစေ။ထားတော့ပြည့်နေပြီအရှင်းပြင်းနေပြီဖြစ်ရ ခဏမနဲ့ဆိုကျွန်တော်အသာငါမရအောင်ပြ။အသာငါဝယ်လို့မရအောင်။ဒီရွက်လေးကြီးနဲ့အဲ့လိုမျိုးကြီးပေါ့နော်။အဲ့လိုမျိုးပဲဝယ်နေရတာ။အားဆိုရင်ကားမဝယ်လို့ချက်တာဆိုရင်ကားမဝယ်လို့ဝတ်တာဆိုတော့ဒါသူပေါ်နေနေစားလို့ရတယ်ပေါ့နော်။အဲ့လိုမျိုးလေးတွေပေါ့နော်။အာဆန်လေးတချို့လည်းဆိုင်မှာကျနေလေဆိုင်မှာမကျအောင်ဒါလည်းဆန်ဆန်လည်းမဖွင့်ဘူးစီရတဲ့စီစံတိုင်းမဖွင့်ဘူးအဲ့လိုမျိုးကတော့အဲကုံချောက်ကြီးဆိုရင်ကုံချောက်ကြီးဆိုရင် ပုံမှန်စားနေကြလူတွေစားနေကြမုံချောင်းမျိုးလေးဆိုဝယ်လို့မရတယ်အမှမယူရီလိုမျိုးတို့မုံချွတ်တို့မျိုးတို့အဲဒီစီမုံလိုမျိုးတို့အဲ့လိုမျိုးဝယ်လို့မရဘူးဘောတော့စစ်ကောမရှင်တက်တီမိုးကုတ်မြို့ထဲဝင်လာပေမဲ့အရက်ဘတ်ဌာနဆိုင်ရာဝန်ထမ်းတွေဝင်လာတာမရှိသေးပဲစတားလင့်စက်တချို့ကလွဲလို့စက်သက်ရွေးတွေလည်းပြတ်တောက်နေတဲ့အကြောင်းမြို့ကန်တွေကပြောကြပါဗျာ ဒါအတူရှမ်းပြည်နယ်မြောက်ပိုင်းကမိုးမိတ်မြို့နယ်ဘက်ကိုလည်းစစ်ကောမရှင်တပ်သားတွေစစ်ကား၄စီးနဲ့အင်အားယာပိုင်းရောက်ရှိနေပြီးတော့ဌာနဆိုင်ရာတွေနဲ့တချို့သောနေရာတွေမှာတပ်ဆွဲထားတဲ့အကြောင်းအမိမဖော်လို့တဲ့တပ်ဖွဲ့တစ်ခုရဲ့တာဝန်ရှိသူက DVVU ပြောပါရယ်။သူ့ရဲ့စာနဲ့ဖြေကြားချက်ကို DVV သတင်းတောက်ကအသံအစားထုတ်ဖတ်ပြထားပါရယ်။မိုးမိတ်ထဲလဲကားလေးစီးနဲ့ဝင်လာတယ်လို့သိရတယ်ပေါ့နော်။မိုးမိတ်ထဲကနေလဲမြို့ပြင်ဘက်တွေကိုဖြန့်ထွက်တာ တွင်းငယ်သွားတဲ့လမ်းဘက်တို့တခြားမဘိန်းတို့သွားတဲ့လမ်းဘက်တွေပေါ့မြို့ပြင်ဘက်တွေမှာက KIA KPDF တွေရှိတယ် PDF တွေ PLA တွေရှိကြတယ်လေနောက်ပိုင်းတော့မသိရဘူးမူးကုတ်ထဲမှာလည်းမူးကုတ်ရဲစခန်းကနေပြီးလက်နေကြီးနဲ့ပတ်ချလေကိုပစ်တယ်လို့သတင်းပို့တာရှိတယ်စစ်တပ်ဟာမူးကုတ်ရောမိုးမိတ်ဘက်မှာပါမြို့တွင်းကိုပဲထိန်းချုပ်နိုင်တာကြောင့်မြို့ပြင်ဘက်ကိုစစ်ကြောင်းထိုးနယ်မြေရှင်းလင်းဖွယ်ရှိပြီးစစ်ရေးတင်းမာနေတဲ့အကြောင်းသိရပါတယ် မန္တလေးတိုင်းဘက်မှာလည်းစစ်ကော်မရှင်တပ်တွေဟာတပ်တက73အပြင်သွင်းငယ်ရွာကိုထိန်းချုပ်ထားပြီးတပည့်ချင်းမျိုးကိုလည်းပြန်သိမ်းနိုင်တာကြောင့်မိုးကုတ်မိုးမိတ်လမ်းအပြင်တပည့်ချင်းမိုးကုတ်မိုးမိတ်တွင်းငယ်လမ်းတွေကိုသာထပ်ပြီးတော့ထိန်းချုပ်နိုင်ရင်တပည့်ချင်းနယ်တစ်ခုလုံးကိုစိုးမိုးသွားနိုင်မှာဖြစ်ပါတယ်ကျွန်တော်စိုးသူအောင်ပါ မြန်မာနိုင်ငံကနေထိုင်းကိုတင်ပို့ခဲ့တဲ့ငရုတ်သီးတွေမှာပိုသက်ဆင်းပေါင်းသက်ဆင်းနဲ့မိုးအစိတ်ဓာတ်ကျွင်းတွေတွေ့ရှိလာတဲ့အတွက်နောက်ပိုင်းမှာတင်ပို့မဲ့ငရုတ်သီးတွေကိုအရင်အသေးဓာတ်ခွဲစစ်ဆေးပြီးမှတင်ပို့ခွင့်ပြုတော်မင်းလို့စစ်တပ်လက်အောက်ခံစိုက်ပျော်ရေးဦးစီးဌာနကကြေညာချက်ထုတ်ပြန်လိုက်ပါတယ်မြန်မာနိုင်ငံကနေထိုင်းနိုင်ငံကိုတင်ပို့ခဲ့တဲ့ငရုတ်သီးအထောက်ငရုတ်သီးအဆိုတွေမှာပိုးသက်ဆေးပေါင်းသက်ဆေးမိုးအစိတ်ဓာတ်ကျွင်းတွေတွေ့ရှိပြီးတဲ့နောက်အခုလုံမိုးဝါဒသတ်မှတ်လိုက်တာပါ။ ။ဒါကြောင့်ကုမ္ပဏီတွေအနေနဲ့ပြည်ပကိုမတင်ပို့ခင်စိုက်ပျိုးရေးဦးစီးဌာနတင်းနဲ့ကာကွယ်ရေးဌာနကွယ်ရုံချုပ်ရဲ ISO 17025လက်မှတ်ရစိုက်ပျိုးရေးထွက်ကုန်အရေးအသေးစစ်စစ်ရဲ့တက်ခွဲခန့်ကိုငရုတ်သီးနမုန်းနာပေးဖို့စစ်ဆေးရမှာဖြစ်ပါတယ်။ တင်ပို့မဲ့ငရုတ်သီးနမူနာတွေကိုရန်ကုန်မှာဆိုရင်အင်းစိန်မြို့နယ်ကစိုက်ပျိုးရေးဦးစီးဌာနဓာတ်ခွဲခန်းဒဂုံမြို့နယ် UNFCCI မှာရှိတဲ့ဓာတ်ခွဲခန်းစေတုရေတနာဦးစီးဌာနဝင် အတွင်းမှာရှိတဲ့ FDA ဓာတ်ခွဲခန်းလိုင်မြို့နယ်က SGS မြန်မာဓာတ်ခွဲခန်းတွေမှာဓာတ်ခွဲဆက်သက်နိုင်ပြီးမက်ဒလင်းမှာဆိုရင်တော့ Yukaq Food Testing Laboratory နေပြည်တော်မှာ FDA ဓာတ်ခွဲခန်းမှာစစ်ဆေးနိုင်တယ်လို့သိရပါတယ်ရှင်။ စီဒီအမ်ဆေးရုံအုပ်ကြီးဒေါက်တာခိန်တူတူလွန်ဖန်စီခံထားရပါမယ်။တင်တော်ကြော်ကသူ့ရဲ့ဆေးခန်းကိုတော့ပုံမှန်ဖွင့်လှစ်ထားပါတယ်။ဒါပေမဲ့ခွေးစိတ်လူနာတွေကိုတော့ကျဲမရဲစောင့်ရှောက်မှုမပေးနိုင်သေးဘူးလို့ဒေတာခန်တွေကပြောပါတယ်။တီဗီသတင်းပေးပို့ထားပါတယ်ရှင်။စကိုင်းတိုင်းမင်းကင်းမြို့နယ်စီရီယန်စီရင်အုပ်ကြီးဒေါက်တာဒေါခင်တူတူလွင်ကိုပြီးခဲ့တဲ့နိုဝင်ဘာလ30ရက်နေ့ကမင်းကင်းမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပလဖာတပ်ဖွဲ့ဝင်တွေက တင်တော့ရွာကသူ့ရဲ့စီကံမှာဖမ်းဆီးခဲ့ပါဗျ။လက်ရှိမှာတော့ဆရာဝန်ကြီးကိုပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့ပြင်းကိုင်းကြီးရွာရုံးမှာထိမ့်သိမ်းထားပြီးစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါဗျ။ဆရာဝန်ကြီးဟာလုံခဲ့တဲ့နှစ်နှစ်ထဲကတင်တော့ကြီးရွာမှာစီကံဖွင့်လှစ်ထားပြီးဒေသခံတွေနဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကိုအခမဲ့ဆေးကုသမှုတွေပေးနေကြရလို့နှိစက်သူတွေကပြောပါဗျ။ဆရာဝန်ကြီးဖမ်းဆီးခံရတဲ့အတွက်ခွဲစိတ်လူနာတွေနဲ့အေးပေါ်လူနာတွေကိုတော့တခြားဒေသကဆရာဝန်တွေစီလွှဲပြောင်းထားပြီးစီကံကကြံရှိတဲ့သူနာပြုတချို့နဲ့ပုံမှန်ဖွင့်လှစ်ထားတယ်လို့သိရပါဗျ။ ဆရာမအရင်နဲ့ဒေသခံတွေအပေါ်မှာကတော့ဘာသာရေးသာသနာရေးဂျမားရေးကတော့အဓိကပေါ့ဗျာသူ့အနေနဲ့ကတော့ဂျမားရေးဆောက်ရှောက်ပေးမှုကတော့အခမဲ့ကူညီတာလည်းဖြစ်ခဲ့သလိုဒေသခံတွေနဲ့လည်းဆက်စပ်ရရအဆင်ပြေအောင်ဆောင်ရွက်ပေးခဲ့ပါတယ်ဆရာမလူမြောက်ဖို့ကတော့ချင်းလင်းအမေရိကန်ကနေပြီးတော့လိုလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ထားရတာပါပဲဗျာဟိုဆေးကန်းကတော့ဆက်လက်လေပတ်နေပါတယ်တယောက်တစ်ယောက်လောက်တာပဲရှိပါတော့တယ်ရှိနေတယ်လူနာကိုလည်း မှာရှိတဲ့ဆရာဆရာမလေးတွေကနေပြီးတော့ကုသပေးနေပါတယ်ဆောင်ကြီးပြန်လဲလွမြောက်ဖို့အတွက်မိသားစုဝင်တွေနဲ့ကျေးရွာသူကျေးရွာသားတွေကလှူလာနေကြပြီးချင်းတွင်းမက်ဒီကယ်ဟူမနီတေရီယန်နက်ဝေါ့အဖွဲ့အနေနဲ့လည်းသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့တွေ့ဆုံညှိနှိုင်းနေရလို့သိရပါဗျ။မြို့သားညီညီရေးဆိုရကတော့စီရီယန်ဆေးရုံအောက်ဒေါက်တာဒေါခင်တူတူလင်ကိုသူမပြည်သူ့အချုပ်ရေးအဖွဲ့တာဝန်ထမ်းဆောင်ခဲ့ခြင်းကလုပ်ငန်းဆိုင်ရာစည်းစရာတွေရုံးလုပ်ငန်းသုံးပစ္စည်းတွေနဲ့ငွေကြေးဆိုင်ရာကိစ္စရပ်တွေကိုမရှင်းလင်းခဲ့တာကြောင့်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ထားပါဗျ။ ဆရာဝန်ကြီးကိုအမျိုးသားညီညွတ်ရေးအစိုးရတရားရေးဌာနကရာဇတ်ကြီးပုံမှ406-409ရုံးနဲ့အမှုဖွင့်ထားပြီးအဲတွေးခွင့်ပေးထားသလိုသက်ဆိုင်တဲ့အဖွဲ့အစည်းတွေနဲ့လည်းတွဲဆောင်ခွင့်ပေးထားတယ်လို့သိရပါဗျ။မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကတော့ဖန်စီပြီးနောက်တနေ့တွေကရဲလုံထုံလုံကြီးတွေနဲ့အညီစစ်ဆေးမှုတွေလှုပ်ဆောင်နေတယ်လို့ဆိုပါဗျ။ဒီဒီချစ်နေကိုဆံမကြီးရင်းကွယ်တာရှိပါဘူး။သူတို့ဒီဟာကိုတော့နှုံးထည့်ဖြစ်ရှင်းရမှာလို့ရှိတာပေါ့နော်။ဒီဒီလိုနဲ့ ဆွဆွခံရတယ်ဖန်ပြီးခံရတာပေါ့သူဒီဖြစ်တဲ့တိုင်ငန်းဖြစ်တဲ့ဟာတွေကဘုံအမှန်တိုင်းအဲ့ဒီဖြစ်ခဲ့တဲ့ဟာလေအဲ့ဒီပုံမှာသူတို့ဆောင်ရထားတဲ့ဟာဒီပုံမှာဖြည့်ချင်းဆောင်ရသွားမယ်အဲ့ဟာတော့ကျွန်တော်တို့ကတစ်တေထောက်ထားလေးရှာဖွေပြီးတော့စုဆောင်ပေးရမယ်သူယမန်ဒီစစ်စစ်ခွဲကလာပြီးလို့ရှိရင်တရားရုံးကိုဆက်တင်မယ်တရားရည်ရတာကိုစစ်စစ်ပြီးတော့မှတားနာမယ်ဟုတ်လို့တော့ဒီဆရာမဆိုတော့ကျွန်တော်နဲ့အတူအစောတုန်းနဲ့လက်သေးပြီးဆောင်ရွက်ခဲ့တဲ့ဟာကြီးဒါရီကတကယ်တော့ကျွန်တော်တို့ပြည့်စုံပြီးတော့ဖြည့်ချင်းညှလို့မို့တာဒီလိုတွေဖြစ်လာတာပေါ့လေဒေါက်တာဒေါခင်တူတူလွင်ဟာဆရာနာသိမ့်မိကလေးကမင်းကင်းမြွတ်နယ်ပြည်သူ့ဆေးရုံအုပ်ရာဒုက္ခနေစီရီယံပြုလုပ်ခဲ့ပြီး ချင်းတွင်း Medical Humanitarian Network အဖွဲ့နဲ့အတူကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ကျမသီရိပါ။ပြင်သစ်သမ္မတအီမန်နျူရယ်မက်ခွန်ဟာကုန်သွယ်ရေးနဲ့ယူကရိန်းစစ်ပွဲအရေးဆွေးနွေးဖို့တရုတ်နိုင်ငံကိုရောက်ရှိနေပြီးသမ္မတရှီကျင့်ဖြင့်ပေကျင်းမြို့မှာဒီဇင်ဘာလ၄ရက်နေ့ကတွေ့ဆုံခဲ့ပါတယ်။ ဥရောပသမဂ္ဂကတရုတ်တွေအပေါ်ကုန်သွယ်ရေးစည်းမျဉ်းတွေတင်းကျပ်ဖို့ပြင်ဆင်နေကြမှာပဲမက်ခွန်ဟာစီးပွားရေးလုပ်ငန်းရှင်အများအပြားကိုဦးဆောင်ပြီးတရုတ်နဲ့စီးပွားရေးဆက်ဆံမှုခိုင်မာအောင်ကြိုးစားနေတာပါတရုတ်လျက်စစ်ကားတွေကိုဥရောပကအခွန်တိုးကောက်ဖို့လှုံ့ဆော်နေတယ်လို့တရုတ်ဘက်ကလည်းပြင်သစ် brand အရက်တင်သွင်းမှုကိုစုံစမ်းစစ်ဆင်နေတဲ့ကုန်သွယ်ရေးတင်းမာမှုတွေကြားမှာဒီခီးစိန်ပေါ်ပေါက်လာတာဖြစ်ပါတယ် ယူကရိန်းစစ်ပွဲအပြစ်ခတ်ရက်စေးရရရှိအောင်ရုရှားကိုဖိအားပေးဖို့လေသမနာရှိကိုမခွန်းကတိုက်တွန်းခဲ့ပါတယ်။တရုတ်ဘက်ကတော့ငင်းကြဲရေးဆွေးနွေးပွဲတွေလုပ်ဖို့တိုက်တွန်းလေးရှိပေမယ့်ရုရှားရဲ့ကျူးကျော်စစ်ကိုတော့ပြစ်တင်ချုပ်ချတာမရှိသေးပါဘူး။သမနာမခွန်းဟာဒီဇင်ဘာလ9ရက်နေ့မှာတော့သမနာရှိနေအတူစီချုံပြည်နယ်ကချန်တူးမြို့ကိုဆက်လက်တော်ရောက်မှာဖြစ်ပါရဲ့ရှင်။ စီနီကောအစိုးရရဲ့လက်ရှိဗန်ဒါရေးဆိုင်ရာစိန်ခေါ်မှုတွေကြားမှာဆန္ဒပြသူတွေဟာထောက်ပံ့ကြေးတောင်းဆိုခဲ့ကြလို့စီနီကောရဲ့အထက်တက္ကသိုလ်မှာចောင်းသားတွေနဲ့လုံခြုံရေးတပ်ဖွဲ့တွေကြားပဋိပက္ခတွေဟာဒီဇင်ဘာလ3ရက်နေ့မှာပိုပြင်းထန်လာခဲ့ပါတယ်။ ကြောက်ခဲနဲ့ပြစ်ပေါက်နေတဲ့ចောင်းသားတွေနဲ့လုံခြုံရေးတပ်ဖွဲ့တွေရုံရင်းဆက်ခန့်ဖြစ်နေချိန်မှာလုံခြုံရေးကိုတည်ချာစေဖို့မြို့တော်ရဲ့အဓိကကြားတဲ့ရှေ့အန်တာဒီော့တက္ကသိုလ်ကအာနာပိုင်တွေကရေးတွေကိုအကူအညီတောက်ခဲ့ပြီးရေးတွေကမျက်ရည်ရိုးဘုံတွေနဲ့တုံ့ပြန်ခဲ့ကြပါတယ်။အနာအာဖရိကနိုင်ငံစီနီဂေါဟာပြင်းထန်တဲ့ငွေကြေးအကျပ်တည်းနဲ့ရင်ဆိုင်နေရတာပါ။ ပြည်တွင်းအတင်းထုတ်ကုန်ရဲ့130နှစ်ရာခိုင်နှုန်းနဲ့ညီမျှတယ်ဆိုတော့အပြည်ပြည်ဆိုင်ရာငွေကြေးရေပုံငွေအဖွဲ့ IMF ရဲ့အကျွမ်းဝင်ပြီးပြီးရုံးကဲ့နေရာချင်းမှာပဲမငြိမ်မသက်ဖြစ်ခဲ့တာပါတက္ကသိုလ်ကျောင်းသားဟောက်တယောက်ဖြစ်သူဝန်ကြီးချုပ်ဥစမန်ဆွန်ကိုကအလုံလက်မဲ့ဖြစ်မှုအဂတိလိုက်စားမှုနဲ့အထက်တန်းလုံးဝါဒကိုတိုက်ဖြတ်ဖို့ကတိပြုခဲ့ပါတယ် ဒါပေမဲ့ပြီးခဲ့တဲ့နှစ်ဧပြီလမှာရာထူးတောင်ဝန်ယူခြင်းကအစပြီးအစိုးရက ကြီးထွားလာတဲ့လူမှုရေးနဲ့စီးပွားရေးဆိုင်ရာစိန်ခေါ်မှုတွေကိုကင်တွယ်ဖြင့်ရှင်းရမှာအတိုက်အခံပါတီတွေရဲ့ဝေဖန်ချက်တွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်ရှင်။ပြိုင်ဖက်ဘာစီလိုနာတိုက်စစ်ကစားသမားရာဖင်ညာဟာဘလွန်တူရောကပအကောင်ဆုံးကစားသမားစုနဲ့ထိုက်တန်သူဖြစ်ကြောင်းအက်တလက်တီကိုနှိမ့်ပြဆီမိုနီကပြောတော့ပါတယ် ဘာစီလိုနာကို3ဂိုးတကုနဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာရာဖင်ညာကတကုအတွင်းကခြေစွန်းပြသခဲ့ပြီးဘလွန်တီအော်နဲ့ထိုက်တန်သူဖြစ်ကြောင်းစီမွန်နေကချီးကျူးခဲ့တာပါရာဖင်ညာကိုသဘောကျနှင်သက်ပြီးသူဟာကိုယ့်ရဲ့နေရာတိုင်းမှာကစားခဲ့ပြီးတောင်မဲကစားသမားတယောက်အဖြစ်ကစားခဲ့တယ်လို့နောက်ထပ်တိုက်စစ်မှုအဖြစ်လည်းကစားကဂိုးလေးသွင်းယူနိုင်ခဲ့တယ်လို့စီမွန်နေကပြောပါတယ် ဘောလုံးလူယုံမှုတွေလည်းကောင်းမွန်တဲ့ရာဖင်ညာဟာမနစ်ကဘလွန်တီအော်စုမရယူနိုင်ခဲ့တဲ့အပေါ်နားမလည်နိုင်ဖြစ်ခဲ့ကြောင်းနင်းပြစီမွန်နီကပြောပါတယ်။ရာဇီကစားသမားရာဖင်ညာဟာမနစ်ကပြိုင်ပွဲစုံ58ပွဲမှာ34ဂိုးသွင်းယူပြီး22ကြိမ်အထိဂိုးဖက်တီးမှုပြုလုပ်နိုင်ခဲ့သူဖြစ်ပါရဲ့ရှင်။ဒီပွေရုံးမြင့်တန်ကြရဲ့မနက်ရှင်းနိုင်တဲ့သတင်းတွေကိုရှုစားခေကြရတာပါမနက်စေနိုင်မှလည်းထပ်ပြီးရရှိတဲ့သတင်းတွေကိုဖြည့်ဆွက်ပြီးတင်ဆက်ပေးအောင်ပါ ကျမကေခိုင်ပါကျေးဇူးတင်ပါတယ်ရှင် DBB ရုပ်မြင်သံကြားပရိသတ်များမင်္ဂလာပါခင်ဗျာအပတ်စဉ်ပုံမှန်ထုတ်လွှင့်တင်ဆက်ပေးနေကြဖြစ်တဲ့ပြည်သူအစာပစက်အငားပေးစာများဖတ်ကြားခြင်းတော်တူ DBB စီစဉ်ပြန်လည်ထုတ်လွှင့်ဖို့ချိန်ကြောက်လာပါပြီခင်ဗျာဒီတစ်ပတ်မှာလည်းကျွန်တော်နဲ့တူတူဖတ်ကြားပေးမဲ့သူကတော့မတ်တီဒီပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့မင်္ဂလာပါမတ်တီဒီဟုတ်ကဲ့မင်္ဂလာပါကိုအောင်ကျော်ရေပတ်စဉ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့တော်တူ DBB စီစဉ်ဒီတစ်ပတ်အတွက်ပြန်လည်ထုတ်လွှင့်မဲ့ချိန်ရောက်လာပါပြီရှင် ဟုတ်ကဲ့ပါမတည်ပေးစာတွေထဲကမှာပထမဦးဆုံးဖက်ပြပေးခြင်းနဲ့ပေးစာကတော့ဒါအခုတလောနာမည်ကြီးနေတဲ့ဒီကြဖြန့်ကိစ္စနဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လာတဲ့ပေးတာနဲ့ပထမဦးဆုံးဖက်ပြခြင်းပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖက်ပြရမယ်ဆိုရင်အခုတလောနာမည်ကြီးနေတဲ့ကြဖြန့်နဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လိုက်တာပါစစ်တပ်နဲ့ BGF ကကြားဖြန့် online ငွေလင်ခိုင်းတွေကိုနှိမ်နှင်းမယ်ဆိုတာဟန်ပြတသက်ပါပဲတကယ်တမ်းလူစုတာ အင်တာဗျူတာတွေကရန်ကုန်မြို့လေကနာမည်ကြီး Diamond Square အဆောက်အုံအပေါ်ဒက်မှာရုံးခန်းဖွင့်ပြီးတော့လုပ်နေကြပါတယ်။အဲ့ဒီနေရာမှာကျွန်တော်ရဲ့အကူနှစ်ယောက်ကိုအင်တာဗျူးပြီးတော့လာရှိုးမှာအလုတ်ညာပြီးခန့်ခဲ့တယ်လို့တူလေးတယောက်ကိုတော့မြောက်ရီဘက်ကိုစီးရင်ကိုင်းဆိုပြီးတော့ပို့လိုက်ပါတယ်။နေကလာတဲ့လူတွေဆိုတော့ကြားဖြတ်မှန်လည်းမသိဘူးလေ။ကွန်ပျူတာစီးရင်ကိုင်းဆိုပြီးပဲသိကြတယ်။အကူတွေကတော့စာချုပ်ပြည့်လို့ပြန်လာတာကြပါပြီ။ တူလေးကတော့အရင်လားကမှထွက်ပြေးပြီးတော့လွတ်မြောက်လာခဲ့ပါတယ်။တကယ်တမ်းကြားဖြန့်ယုံ အများစုဟာရန်ကုန်မှာအများဆုံးပါဆိုပြီးတော့ရေးသားပေးဖို့လာတာပဲဖြစ်ပါတယ်ခင်ဗျာ။ဒါအခုဆိုရင်ဒါကျွန်တော်တို့ဒီမြန်မာနဲ့ဒါနယ်စပ်ဒေသတချို့တွေမှာဆိုရင်ဒီကြားဖြန့်နဲ့ပတ်သက်ပြီးတော့နှိမ်နှင်းမှုတွေလုံနေတယ်ပေါ့เนาะဒါစက်တက်ကလည်းဒါဟန်ပြနေနေတယ်ဆိုပြီးတော့ဒါဝေဖန်မှုတွေရှိနေတယ်နောက်တစ်ဆက်ထဲမှာပဲကျွန်တော်တို့ ဒီစစ်တပ်အထိုင်အများဆုံးရှိတဲ့ဒီမင်္ဂလာတုံပတ်ဝန်းကျင် area မှာဆိုရင်လဲကြားဖြန့်နေဒါအိမ်တွေငှားပြီးတော့လုတ်ကင်နေတယ်ဆိုပြီးတော့ဒါဒေသခံတွေရဲ့သတင်းပေးပို့ချက်တွေကိုကူကားပြီးတော့ဒါသတင်းတွေထဲမှာလဲရေးသားဖော်ပြနေတာကိုတွေ့နေရပါတယ်ဒါအခုလိုမျိုးကြားဖြန့်နဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လာတာကိုလဲဖျက်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်းကျော်ကြီးအခုတခါကျမဖျက်ပြပေးခြင်းနဲ့ပေးစာကတော့ပတ်စင်ပတ်တိုင်းကျမတို့စီစဉ်ကူစာရီပေးပို့နေကြဖြစ်တဲ့မားမင်းဆောင်ကတာလူလူအောင်နဲ့တပိတ်ဖွဲ့ကပေးပို့လာတဲ့ပေးစာပါရှင် စကိုင်းတိုင်းကတာခရိုင်လူလူတိုက်ပွဲဥဆောင်ကော်မတီကပြပူလာတာပါ။နိုဝင်ဘာလ10ရက်နေ့မှာပြုလုပ်ခဲ့တဲ့နိုးပုတ်အန်နာကန်တနက်ပြောင်းဝကမဲပေးပွဲကိုစန့်ကျင်ကြဆိုတဲ့အလှူရှားမှုကိုပြပူလိုက်ပါတယ်။စစ်ကောင်စီကပြည်သူတွေကိုကြောက်လန့်အောင်စင်းရင်မွဲတီအောင်ပညာမတက်အောင်သတင်းအမှောင်ချပြီးဇာရိတပြက်ပြားအောင်ဆိုတဲ့နီလန်းငါးတွင်နဲ့အုပ်ချုပ်နေတာကိုစန့်ကျင်ကြောင်းပြည်သူအဝိတ်တွေကိုမိရှုဖြက်စီးနေတဲ့ဖက်စစ်ရွေးကောက်ပွဲကိုသပိတ်မောက်ချဖို့တိုက်တွန်းခဲ့ကြပါတယ်။ ိုင်ငံရေးကျင်းသားတွေနဲ့ဒေါအောင်ဆန်းစုကြည်အများဆုံးလွတ်မြောက်ပါစေလို့လည်းဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။ငါမင်းဆောင်ကတာလူလူအောင်လံတပိတ်အဖွဲဆိုပြီးတော့ဓာတ်ပုံဒီဗီဒီယိုနဲ့တကွပေးပို့လာပါရှင်။ဟုတ်ကဲ့ပါဒါငါမင်းဆောင်ကတာအာတပိတ်ဖွဲ့အားဆိုရင်ကျွန်တော်တို့ရဲ့ဒီ dot dpp အစီအစဉ်ကိုအပတ်စဉ်အပတ်တိုင်းလိုလိုစာရီတွေမဟုတ်ဘဲနဲ့တို့ရဲ့ဒီလှုပ်ရှားမှုတွေနဲ့ပတ်သက်တဲ့ဓာတ်ပုံတွေဗီဒီယိုဖိုင်တွေနဲ့ကွာရေးသားပေးပို့နေတဲ့အဖွဲ့လည်းဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖျက်ပြပေးမယ်နောက်ထပ်ပေးစာတစ်စောင်ကတော့ကျွန်တော်တို့ဒီစကိုင်းတိုင်းခလေးခရိုင်ထဲမှာရှိတဲ့ဒီပါသုံးလုံးဂိတ်တွေနဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လာတဲ့ပေးစာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖျက်ပြရမယ်ဆိုရင်မင်္ဂလာပါတော်တူ DPP ဖွဲ့သားများစကိုင်းတိုင်းခလေးခရိုင်မင်းကင်းမြို့နယ်ချင်းတွင်းမြို့တစ်လျှောက်မှာဖွင့်လှစ်ထားတဲ့ပြည်သူ့အုပ်ချုပ်ရေးပါသုံးလုံးဂိတ်တွေနဲ့ပတ်သက်ပြီးတော့ရင်ဖွင့်ကြပါတယ်ပါသုံးလုံးဂိတ်တွေမှာငွေကြေးတောင်းရမှုများပြားပြီး ခရီးသည်နဲ့ကုန်သည်တွေပေါ်ဆက်ဆံရေးဆိုးရွားကြမ်းတမ်းနေပါတယ်။အရင်က LPDF အလူကန်ဂိတ်တွေပိတ်သိမ်းပြီးတော့မြို့နယ်ပါသုံးလုံးဂိတ်၅ဂိတ်ဖွင့်လိုက်ပြီးအဲဒီဂိတ်တွေနေရာမှာအခွန်ခါတွေကိုအစမတန်တောင်းခံနေပါတယ်။အခုလိုလုပ်တာကတော်လန်ရေးပုံရိပ်ကိုကျဆင်းစေတဲ့အတွက် NUG အစိုးရထုတ်ပြန်ထားတဲ့အခွန်စည်းမျဉ်းတွေနဲ့အညီဖြစ်စေဖို့ကိုကျိုးရှာတာတွေမရှိစေဖို့အထက်လူကြီးတွေစက်မှတ်ပေးဖို့တော်လန်ရေးရဲဘော်တူဦးအနေနဲ့ dot2dvv ကနေတစဉ်ရေးသားပြပို့လိုက်ရပါတယ်။ဖကြပြပါတော့ dot2dvv အဖွဲ့သားတွေအားလုံးစိတ်ရောကိုယ်ပါကျန်းမာချမ်းသာကြပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်။ဆိုပြီးတော့ရေးသားပြပို့လာတာပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုဆိုရင်ဒါတချို့နေရာတွေမှာပေါ့လေဒါသခိုင်းတိုင်းပြင်တခြားနေရာတွေမှာဆိုရင်လည်းဒါစစ်တပ်ဂိတ်တွေအပြင်မှာဒါဒေသခံပြည်သူကာကွယ်ရေးအဖွဲ့ဂိတ်တွေလည်းရှိကြတယ် တချို့နေရာမှာဆိုရင်ဒါအခွန်အကောက်တွေကြောင့်ဒေသခံတွေဒါဒေသတွင်းမှာကုန်စည်နှုန်းကြီးမြင့်တဲ့ဒဏ်တွေခံစားနေရတဲ့ပေးစာတွေကလည်းတော်တူ DPP ကိုဒါမကြာခဏဆိုသလိုလက်ခံရရှိနေတဲ့ပေးစာတွေပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါကောင်ကျော်ကြီးအခုတခါကျွန်မဖတ်ပြပေးခြင်းနဲ့ပေးစာကတော့မကွေးတိုင်းမင်းတုံမြို့နေရာပေးပို့လာတဲ့ပေးစာပါရှင်မင်္ဂလာပါတော်တူ DPP ဖွဲ့သားများရဲ့မကွေးတိုင်းတရက်ခရိုင်မင်းတုံမြို့နယ်မှန်ကြီးရွာလမ်းပိုင်းဟာတိကားတွေကြောင့်တော်တော်ပျက်စီးနေပါပြီ စစ်တပ်အသစ်ကုံတွေနဲ့ကျေးရွာအုပ်ချုပ်ရေးမှုကိုတစ်ကားတွေမတော်ခိုင်းမှုပြောပြမိမရပါဘူးတစ်ကားတွေမထွက်ရင်ဝမ်တွင်းဂိတ်မှာရှိတဲ့ဘူကြီးကစိတ်ဆိုးတယ်လို့ပြောပြီးရွာသားတွေကိုအုပ်ချုပ်ရေးမှုကချိန်ချောက်ပါတယ်နောက်ပြီးအခုလိုတစ်ကားတွေကိုမထွက်ခိုင်းတာကမိုက်ကြီးခွဲရလားဆိုပြီးတော့ဝမ်တွင်းကဘူကြီးကပြောပါတယ်တစ်ကားတွေမောင်းလို့ပြက်သွားတဲ့လမ်းနေရာကိုလည်းပြက်မပြင်းပါဘူးအခုဆိုရွာလမ်းကမိုးရွာရင်ဆိုင်ကယ်တောင်မောင်းလို့မရတော့ပါဘူးအုပ်ချုပ်ရေးမှုကတစ်ကားတွေကိုမပိတ်တဲ့အပြင် သူကိုယ်တိုင်တောထဲမှာအစ်တွေကိုလိုက်ဝယ်နေပါဗျ။အခြားတစ်ကုံတွေတွေလည်းရှိနေပါသေးတယ်။အခုလိုပြည်သူတွေရဲ့ဒုက္ခတွေကိုသိအောင်တော့ဒူဒီဘီဘီကဖတ်ကြားပေးပါခင်ဗျာဆိုပြီးတော့ရင်ဖွင့်ရေးသားပေးပို့လာပါရှင်။ ဟုတ်ကဲ့ပါအခုလိုမျိုးကိုဒေတာကိုပဝန်ကျင်းမှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုရေးသားပြပို့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာအခုလိုမျိုးအကြောင်းအရာတွေနဲ့ပတ်သက်ပြီးတော့ဒါရေးသားပြပို့မယ်ရင်ဖွင့်ခြင်းနဲ့ဆိုရင်စာသားတွေနဲ့မဟုတ်ဘဲနဲ့ဓာတ်ပုံတွေဗီဒီယိုဖိုင်နဲ့တကွတော်တူ DVB ကိုရေးသားပြပို့လို့ရပါတယ်ခင်ဗျာရေးသားပြပို့တော့မယ်ဆိုရင်တော့အီးမေးလ်ကနေတဆင့်ရေးသားပြပို့တော့မယ်ဆိုရင် dot2dvb@gmail.com ကိုရေးသားပြပို့နိုင်ကြပါတယ် Facebook ကနေရေးသားပြပို့တော့မယ်ဆိုရင်တော့ facebook.com/ viber.2dvv ရဲ့ messenger ကနေတစ်ဆင့်ရေးသားပေးပို့လို့ရပါတယ်။ viber ဖုန်းနံပါတ်ကနေတစ်ဆင့်ရေးသားပေးပို့တော့မယ်ဆိုရင်တော့အပေါင်း66 8111 946395ကိုရေးသားပေးပို့နိုင်ကြပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါမတီဒီကျွန်တော်ဆက်ပြီးတော့ဖက်ပြပြင်ပဲနောက်ထပ်ပေးစာတစ်စောင်းကတော့ဒီစကိုင်းတိုင်းကတာခရိုင်တွေကရေးသားပေးပို့လာတဲ့ပေးစာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖက်ပြရမယ်ဆိုရင် စကိုင်းတိုင်းဒေသကြီးကတာခိုင်ကတာမြို့နယ်ပြင်ထောင်လေးရွာအနီးမှာရှိတဲ့ပြင်ထောင်လေးတရားဆက်ခေါ်အရင် MES အခုစိန်တိုးတရားဆက်မှာဝန်ထမ်းတွေခံတောင်းခွင့်ဖြစ်တဲ့ရှောင်းတခင်ခွင့် စေးခွင့်လုံတက်ခွင့်စားရဲအရာတွေကိုမတိကျိုးကျုံပြုနေပါတယ်ဆက်ယုံမှာ NUG လက်အောက်ခံနယ်မြေတည်ရှိပြီးတော့အလုသမားတွေရပိုင်ခွင့်တွေကိုခေါင်းပုံဖြတ်ခန့်နေရတာနဲ့ပတ်သက်ပြီး NUG အစိုးရတည်ရှိစေရန်တော်တူ DVV ကနေတဆင့် ရေးသားရင်ဖွင့်လိုက်ရပါတယ်ဆိုပြီးတော့ကျွန်တော်တို့ဒီကတာခရိုင်ကတာမြို့နယ်ပြင်ထောင်လေးရွာအနီးမှာရှိတဲ့ဒီတရားဆက်ယုံမှာအလုသမားအခွင့်အရေးဆုံးရှုံးနေရာနဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လာတဲ့ပေးသားကိုတော့တူ DBB အစီအစဉ်ကနေပြီးတော့ဖျားပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါကွန်ကျော်ကြီးအခုတစ်ခါဖက်ပြပေးခြင်းနဲ့ပေးစာပါတော့ဒီမြန်မာပြည်တွင်းမှာပေါ့နော်ဘက်ဘက်ကအချက်တဲကိုကြုံတွေ့နေရတဲ့အကြောင်းကိုဖြီတူတယောက်ရေးသားပေးပို့လာတဲ့ရေးပွင့်စာကိုဖက်ပြပေးခြင်းပါတယ်ရှင်လက်ရှိမှာမြန်မာနိုင်ငံမှာနေထိုင်ရတာလူဖြစ်ချိုးမနဲ့တလို့ လူငယ်တွေလည်းလမ်းပြောက်နေပါပြီ။ကျွန်တော်ကမိသားစုအတွက်တယောက်တည်းရုန်းကန်နေရတာပါ။အလုတ်ကအရင်လိုအဆင်မပြေတော့ပါဘူး။အရင်တုန်းကတော့အဆင်ပြေပါသေးတယ်။အခုတော့အခြေအနေတွေကတရက်ထက်တရက်ဆိုးလာနေပါပြီ။လမ်းခီးတွေပိတ်ဆို့ထားလို့ကုန်စည်နှုန်းတွေစမတန်တက်၊ဆန်စည်တွေကကြီး၊ဝင်ငွေနဲ့ထွက်ငွေမမျှမတဖြစ်နေပါပြီ။ကောက်ွဲပါတယ်ဆိုတဲ့စစ်ကောင်စီကလမ်းတွေပိတ်ထားလို့ကုန်စည်နှုန်းတွေပိုတက်လာတယ်လို့ဘာမှမသိတဲ့ခေါင်းစဉ်အမျိုးမျိုးနဲ့လမ်းကြီး၊ကိတ်ကြီးတွေပေးနေရလို့ မိသားစုစားဝတ်နေရေးအတွက်တယောက်တည်းရုန်းကန်နေရတဲ့လူငယ်တွေရဲ့ဘဝဟာရှင်မတိုးတာနောက်မဆုတ်တာဖြစ်နေကြောင်းဝမ်းနည်းစွာရေးသားပြပလိုက်ရပါတယ်။အမားပါရင် ခွင့်လွှတ်ပေးပါဆိုပြီးတော့ရေးဖွင့်ရေးသားလာတာပါရှင်။ဟုတ်ကဲ့ပါအခုဆိုရင်ဒီအာနာသိမ့်ပြီးနောက်ပိုင်းမှာဒါလူငယ်တွေပြပတွေကိုဒါထွက်ခွာနေရတယ်အချို့ဆိုရင်ဒါစစ်မှုထမ်းဥပဒေကိုရှောင်ရှားဖို့အတွက်ပေါ့လေဒါနေမျိုးစုံနဲ့ ကြိုးစားနေရတယ်ကြိုးပမ်းနေရတယ်တစ်ဖက်မှာလည်းဒါစစ်မှုထမ်းဥပဒေကိုမလွန်ဆန်းနိုင်လို့ဒါစစ်မှုထမ်းနေရတဲ့လူငယ်တွေကလည်းအများကြီးရှိနေတယ်အခုဒီမှာရေးသားသလိုမျိုးပဲလူငယ်တွေအများစုကတော့ဒါလမ်းပြောက်နေရတယ်ဆိုတဲ့အခြေအနေတွေကလည်းကျွန်တော်တို့ဒီသတင်းတွေထဲမှာကြားသိမြင်နေရတယ်ပေါ့နော်တစ်ဆက်ထဲမှာပဲဒါခုနအရှိမဖက်ပြခဲ့တဲ့စာလိုမျိုးပဲဒါလမ်းတရာကြီးတွေဂိတ်ကြီးတွေကြောင့်ဒေသတွေမှာလည်းကုန်စည်နှုန်းကြီးမြင့်တဲ့ဒဏ်တွေကိုအကုန်လုံးကခံစားနေရတယ်ပေါ့ အခုကျွန်တော်ဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ပေးစာတစ်ဆောင်ကလည်းဒီစစ်မှုရန်ဥပဒေနဲ့ပတ်သက်ပြီးတော့တောကားရောက်နေရတဲ့ပြည်သူတွေရဲ့ရေးသားပြစ်ပို့လာတဲ့စာပဲဖြစ်ပါတယ်ခင်ဗျာရေးသားထားတဲ့အကြောင်းအရာကိုဖက်ပြရမယ်ဆိုရင်မွန်ပြည်နယ်ပေါင်မြို့နယ်ဖြူပကြေးရွာဘက်ကအခြေအနေကိုလည်းပြောပြခြင်းပါတယ်အဲဒီရွာကအုပ်ချုပ်ရေးမှုနဲ့ဆယ်အိမ်မှုတွေကစစ်မှုမထမ်းရဘူးဆိုပြီးတော့တအိမ်ကိုငွေတပေါင်းချက်အတင်းလိုက်ကောက်နေပါတယ်မပေးတဲ့အိမ်တွေကိုစစ်သားရဲလာရင်တောင်းဝန်မယူဘူး ို့ဘသာကိုရှင်းဆိုပြီးတော့ချိန်ချောက်တယ်လို့ဖုန်းထဲမှာဟိုဟိုဒီဒီသတင်းတွေမကြည့်ဖို့မရေးဖို့ပြောဆိုပိတ်ပင်ချိန်ချောက်နေပါတယ်စစ်တပ်အကူနဲ့ရွာသားတွေပေါ့အနိုင်ကျင့်ဗိုလ်ချနေတာတွေကို DVV ကနေတဆင့်ပြောပြပြီးပါအကူပါတယ် DVV ဆိုပြီးတော့ဒီပေါင်မြို့နယ်ဖြူဖားချေးရွာဘက်ကစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီးတော့ဒါရက်ရွာထဲမှာကြွားသားတွေပေါ်အနိုင်ကျင့်နေတဲ့အကြောင်းရေးသားပေးပို့လာတဲ့ဘေးစာကိုဖတ်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ ်ဟုတ်ကဲ့ပါရှင်အခုတစ်ခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့စကိုင်းတိုင်းတပရင်းမြို့နယ်ရပြည်သူတယောက်ရှင်ဖွင့်ပြပူလာရဲ့ပေးစာပါရှင်မင်္ဂလာပါလို့ပထမအဦးဆုံးနှုတ်ခွန်းဆက်ပြရစီစာရေးတာပြပူလာသူလည်းမင်္ဂလာပါရှင်တော့တူ DBB ကိုပုံမှန်နားထောင်ပြီးမယ်အခုမှပထမဆုံးစာရေးလိုက်တာပါလက်ရှိတပရင်းဘက်မှာစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေမကြာခဏလှုပ်လာတဲ့အတွက်မိဘပြည်သူတွေအနေနဲ့အိုးအိမ်ပစ္စည်းတွေကိုနှမျောမနေပဲကိုယ်သက်အန္တရာယ်ကိုသာအထူးဂရုစိုက်ကြပါ ဟုတ်ကဲ့ပါမြန်မာနိုင်ငံကပြည်သူတွေအားလုံးလူလုပ်ပေးတဘာဝပေးတွေကနေကင်းဝေးပါစေလို့ TVB ကနေစုမကောင်တောင်းပေးလိုက်ရပါရှင်။ဟုတ်ကဲ့ပါကျွန်တော်ဆက်ပြီးတော့ဖက်ပြပေးမယ်နောက်ထပ်ဘေးစာတစ်စောင်ကလည်းအရှိမပြောခဲ့သလိုမျိုးဒီအောက်ခွန်နေနဲ့ပတ်သက်ပြီးတော့ရေးသားပေးပို့လာတဲ့ဘေးစာပဲဖြစ်ပါတယ်ခင်ဗျာ။ရေးသားထားတဲ့အကြောင်းအရာကိုဖက်ပြရမယ်ဆိုရင်ကိုအောင်ချောင်းနဲ့ TVB အဖွဲ့သားများအားလုံးကျမ်းမာပါစေလို့ဥစွာနှုတ်ခွန်းဆက်သပါရစေ။ဟုတ်ကဲ့ပါပေးပို့လာတဲ့ဆာလာရှင်လည်းကျမ်းမာချမ်းသာပါစေခင်ဗျာ။ အခုလိုစာရေးရေးသားပေးပို့ခွင့်ရလို့လဲကျေးဇူးအထူးတင်ပါတယ်လက်ရှိအခြေအနေကိုပြောပြရစီရွှေပြည်အေးမြို့ဟာကုန်းလန်းရေလန်းစုံရအထက်ကြချဖြစ်လို့အခွန်ငွေတွေအများအပြားရရှိနေပေမဲ့တောင်ဝန်ရှိသူချို့ကဒီငွေတွေကိုတော်လန်ရေးအတွက်မသုံးဘဲကိုဂျိုးအတွက်သုံးဆွဲနေပါတယ်လက်ရှိမှာ တောင်ဝန်ရှိသူတချို့ကိုအပြောင်းလဲလုပ်တယ်ထုတ်ပယ်တယ်ဆိုတာမျိုးတွေရှိရဲ့လို့ကြားသိရပြီးတော့သူတို့ရယူထားတဲ့ပိုင်ဆိုင်မှုတွေကိုပါစစ်ဆေးသင့်ပါတယ် အန်ယူဂျီတာဝန်ရှိသူအနေနဲ့တော်လန်ရေးခေါင်းစဉ်တက်ပြီးတော့ကိုကျိုးရှာနေသူတွေကိုထိထိရရအေးအေးယူပေးပါလို့တော်တူ DVB ကနေတဆင့်တောင်းဆိုအပ်ပါတယ်ဆိုပြီးတော့ရေးသားပေးပို့လာတဲ့ပေးစာကိုတော်တူ DVB အစီအစဉ်ကနေဖတ်ပြပေးလိုက်ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါရှင်အခုတခါဖတ်ပြပေးခြင်းနဲ့ပေးစာကတော့ပကွေးတိုင်းပွင့်ဖြူမြို့နယ်ကနေပေးပို့လာတဲ့ပေးစာပါရှင်မင်္ဂလာပါ DVB ရေးတဲ့စာရေးသားပေးပို့လာသူလေမင်္ဂလာပါရှင် မကွေးတိုင်းကွင်းဖြူမြို့နယ်ဇီတော့ရွာကပြည်သူတွေရဲ့ကိုစားရင်ဖွင့်ပြရစီရွာမှာရှိတဲ့အုတ်ချုပ်ရည်မှုနဲ့ပေါင်းပါတွေကရွာသားတွေကိုတနက်ပြချင်းချောက်ပြီးစစ်ကောင်စီရွေးကောက်ပွဲအတွက်မဲပေးနီးစနစ်တွေကိုတင် जा ပေးနေပါတယ်ပြည်သူတွေကတော့သူတို့ဘက်မှာပါတဲ့ဘဲပါ